ဘလောက်ပဲစိတ်ညစ်နေပါစေဘလောက်ပဲစိတ်ထဲကြနေပါစေဘလောက်ပဲအခက်အခဲတွေကြုံတွေ့နေပါစေအခုကျွန်တော်ပြောပြမယ် mind shift ကိုယ့်ရဲ့စိတ်ကိုပြောင်းလဲရမယ့်အရာလေးတစ်ခုကိုသိသွားမယ်ဆိုလို့ရှိရင်တော့ခုနအခက်အခဲတွေကြမ်းတမ်းမှုတွေစိန်ခေါ်မှုတွေအားလုံးကိုကျွန်တော်တို့အေးအေးစေးစေးနင်းချေသွားနိုင်လိမ့်မယ်ပျော်ပျော်ရွှင်ရွှင်ကြီးကျွန်တော်တို့ကြော်လွှားသွားနိုင်တယ် အဲ့ mindset ကလေးကျွန်တော်ပြောပြမယ်အဲ့ mindset ကလေးကလည်းကျွန်တော်ဒီကဘာကျော်ပုံကိုတယောက်စီကကျွန်တော်ရခဲ့တာအဲ့တော့ကျွန်တော်လည်းအဲ့ဒီအတိုင်းကျင့်သုံးတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ life is not happening to you တဲ့စဉ်းစားကြည့်မယ်နော်အဲ့တော့ life is not happening to you ဘဝဆိုတာကတဲ့ကိုယ့်ကိုလာပြီးတော့မှဖြစ်ပျက်နေတာမဟုတ်ကိုယ့်ကိုလာပြီးဒုက္ခပေးနေတဲ့အရာမဟုတ်ဘူးတဲ့အဲ့ဒီအရာအစကိုလည်းဘာလဲဆိုတော့ life is happening for you တဲ့ဘဝဆိုတာကဘာဖြစ်နေဆိုကိုယ့်အတွက်ဖြစ်နေတာတဲ့ကိုယ့်အတွက်ဖြစ်ပေးနေတာ ကျွန်တော်ပြီးရင်ခဏလေးအသေးစိတ်ပြန်ရှင်းမယ်လူတယောက်ကစဉ်းစားပြီเนาะခက်ခဲတွေနဲ့ကြုံတွေ့လာပြီပြဿနာတွေနဲ့ကြုံတွေ့လာပြီရင်ဆိုင်နေရပြီဟလာခက်ခဲတွေရင်ဆိုင်ကြော်လုံးရပြီဆိုလို့ရှိရင် life is happening to you ဆိုတဲ့လူကကြာဘလို့တွေးလဲဆိုတော့ဒီပြဿနာတွေငါ့မှာဘာကြောင့်ဖြစ်နေရလဲ ငါမဘာလို့ဒုက္ခတွေရောက်နေတာလဲငါအမဘာလို့ဒီလိုပြဿနာတွေကဖြစ်နေတာလဲဆိုပြီးတော့မှကျွန်တော်တို့ကတွေးတယ်စဉ်းစားတယ်ဆိုလို့ရှိရင်တော့စိတ်ညစ်မယ်စိတ်တက်ကြမယ်တခြားသူတွေကိုပြဿနာရှာမယ် blame မယ်အဲ့တော့အိရာထဲမှာခွေနေမယ်အဲ့လိုဖြစ်နေမယ်ကျွန်တော်လည်းအရင်တော့ကဖြစ်ခဲ့ဘူးတယ်အဲ့တော့ life is happening to you ဆိုတာကကျွန်တော်တို့ဘာခေါ်လဲဆိုတော့ victory လို့ခေါ်တဲ့သားကောင် စိတ်တက်ကိုကျွန်တော်တို့ကပြောတာအဲ့လိုလူမျိုးတွေအောင်မြင်ဖို့မဖြစ်နိုင်ဘူး ဒရာမာတွေထဲမှာပဲနေတော့မှာပဲလောကကြီးမတရားဘူးငါ့ကိုပြဿနာတွေကအဲ့တော့အမြဲတမ်းချိန်ကြောက်နေတာငါ့ကိုစိန်ခေါ်မှုတွေကအမြဲတမ်းပြဿနာရှာနေတာအခက်ခဲတွေကငါ့ကိုဒုက္ခပေးနေတာဆိုပြီးတော့မှကျွန်တော်တို့တွေးတတ်တယ်အဲ့တော့နောက်ထပ်လူတစ်ယောက်ကကြတော့ life is happening for me ဘဝကြီးကငါ့အတွက်ဖြစ်နေတာခက်ခဲတွေကြုံတစ်ခုကြုံတွေ့လာပြီဘာဖြစ်မလဲငါ့အတွက်ဖြစ်နေတာငါပူကောင်းမှုအတွက်ဖြစ်နေတာအဲ့ဒီခက်ခဲကြီးကအဲ့ဒီခက်ခဲကငါရင်ဆိုင်ကျော်လွှားနိုင်ပြီဆိုလို့ရှိရင်တဆင့်တက်သွားပြီဂိမ်းများလို့ပဲခက်ခဲတစ်ခုကြုံလိုက်တိုက်တယ်အဲ့ဒီခက်ခဲကိုကျော်လွှားလိုက်နိုင်ရင် level တစ်ခုတက်သွားအဲ့တော့ဘာဖြစ်လဲဆိုတော့ life is happening for me လို့ပဲကျွန်တော်တို့ခံယူတာ happening to you လို့ဘယ်တော့မှမခံယူနဲ့ဥပမာကျွန်တော်တို့ကကိုယ်ကိုနောက်ပြန်ဆွဲတဲ့အရာနဲ့တွေ့ပြီဆိုလို့ရှိရင် order ငါသင်ငန်းစာရတာပါလား life is happening for me ငါတို့ဘူကောင်းမှုအတွက်ဘဝကြီးကဖြစ်ပေးနေတာပါလားငြင်းပယ်မှုတစ်ခုရှိလာပြီ rejection တစ်ခုရှိလာပြီဆိုလို့ရှိရင်ဩငြင်းပယ်ခံရခြင်းကငါ့ကိုဥတီချက်ဘူကောင်းတဲ့ဥတီချက်ပြောင်းပေးလိုက်တာပါလားဆိုပြီးတော့မှခံယူပြလိမ့်မယ်နောက်တစ်ခုကကိုယ်တကားသွားခောက်တယ်တော့တော့တော့ခောက်တယ်အဲ့ဒီတကားပိတ်ထားပြီဆိုလို့ရှိရင်အဲ့ဒီ close door ကပိတ်ထားတယ်ဆိုလို့ရှိရင် or ဒီတကားပိတ်ထားတဲ့တကားကနောက်ထပ်တကားအစ်စ်တွေကိုသွားခောက်ဖို့နောက်ထပ်နီလန်အစ်စ်တွေလမ်းကြောင်းတွေကိုရှာဖွေဖို့အတွက် ေါ်ပေါက်နေတာပါလားဆိုပြီးတော့မှခံယူလိုက်မယ်အဲ့တော့ကိုကနာကျင်မှုတွေကြုံတွေ့လာပြီဆိုလို့ရှိရင်အာဒါကသုံးတမဟုတ်သေးဘူးအစ်စ်အစ်စ်အဒီအစတွေလာတော့မယ်ဒါမျိုးကျွန်တော်တို့တွေးမိလိုက်မယ်အဲ့တော့ကျွန်တော်ပြောချင်တာဒီအခုဒီဗီဒီယိုကြည့်နေတဲ့တော်လူငယ်တွေမိတ်ဆွေတွေဒီဘဝမှာဒီ mindset တွေတခုကိုပြောင်းကြည့်ပါ ခက်ခဲကြုံတွေ့လာပြီဩဒါကငါကောင်းဖို့အတွက်ဖြစ်လာတာ ငါနောက်တစ်ဆင့်တက်နိုင်ဖို့အတွက်အကူအညီပေးနေတာပါလားဒီခက်ခဲဒီပြဿနာတွေကကိုယ်လူတယောက်ကညင်းပယ်လာပြီဆိုလို့ဩပိုကောင်းတဲ့သူတယောက်ရတော့မှာပါလားဒီလိုခံယူချက်ဒီ mindset နဲ့သာနေမယ်ဆိုလို့ရှိရင်ဘဝကြီးဘာမှပြဿနာမရှိပါဘူးဘာခက်ခဲမှလည်းမရှိပါဘူးဘာစိန်ခေါ်မှုဆိုရင်ဘယ်ဖြစ်ဖြစ်ကျွန်တော်တို့ကြော်လွားသွားနိုင်ပါတယ် ဒီကြောင့်အနေနဲ့ကနေပြီးတော့မှအခရီးဗီဒီယိုကြည့်နေကြလို့ငယ်တွေမိတ်ဆွေတွေဒီကြိုးစုတွေရရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကိုအတွက်ကြိုးစုတွေရရတယ်ဆိုလို့ရှိရင်တော့ထုံးစံတိုင်းပဲ comment မှာ yes လို့ရေးပြပါဦးဒီဗီဒီယိုစုထောင်ကြည့်ပြီးအတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကိုညံလေးအောင်ပါမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ